နှစ်ထပ်ကွန်ချန်ပီယံဟောင်းကြီးဖြစ်တဲ့အောင်လအန်ဆန်းကတော့ဖိုက်တာဘွားကနေအနားယူတော့မယ်ဆဆဲမှာပြီးမိပြဘွားမှာတကယ်ကိုမှကြီးမာတဲ့မှတ်တိုင်တွေ site to ဘွားတော့လုံးဆောင်လိုက်ပြန်ပြီလဲဖြစ်ပါရီဒီနေ့မှာကြားတဲ့အောင်လအန်ဆန်းရဲ့သတင်းတွေကတော့မြန်မာနိုင်ငံမှာရှိတဲ့အောင်လအန်ဆန်းရဲ့ပြည်သက်တွေကိုအံ့ဩမြင့်သက်သွားစေခဲ့တာလေးဖြစ်ပါရီအောင်လအန်ဆန်းဟာရှိလာမေးဇွန်လ20ရက်နေ့29ရက်တွေမှာ အွန်လန်အဆန်းဟာအမေရိကန်မှာရှိတဲ့ gym တချို့ကိုသွားပြီးတော့ MMA seminary ပြီးတော့မှဖြစ်ချောင်းလေးကြားသိရပါရီသူရဲ့ fighter ဘဝအသွေးကြုံလေး niche နဲ့တွေကိုပြန်လည်မျှဝေပြီးတဲ့ပုံစံမျိုးဖြစ်ပါရီဝေထိုင်းလောကကနာမည်ကြီး fighter တွေဟာဆိုရင်လည်းပဲအခုလိုမျိုး gym တွေကိုလှည့်လည်ပြီးတော့ seminary ပြီးပြီးတော့အဲကျွန်တော်တို့ပတ်စံရှာနေတာကိုတွေ့ရပါရီအိုလာရီတုံးကဆိုရင် one champion ရှိက super light ဟာဆိုရင်လည်းပဲနိုင်ငံတကာကိုသွားပြီးတော့ seminary သူရဲ့ပြည်သက်တွေနဲ့ တွေ့ပြီးတော့ဒါပေးတာကိုတွေ့ရတယ်အဲ့ဒီကနေဒေါ်လာသိန်းချီเนาะကျွန်တော်တို့ဒါစူပါလက်တူကရတာဗျအခုအောင်လာအန်ဆန်းကတဲ့အခုလိုမျိုးဆင်မနာတွေမှာသူ့ရဲ့အတွေ့အကြုံတွေကိုမျှဝေပြီးပွဲတွေကိုကြီးညာလိုက်ပြီးတော့လာပြီးတကာလာမှာတော့မြန်မာပြည်သက်တွေကလည်းအောင်လာအန်ဆန်းအတွက်အရန်ရန်ကိုမှာအခုလိုမျိုးအောင်လာအန်ဆန်းရဲ့ခြေလှမ်းတွေကိုအောင်းအော်ပြီးတော့ဒါဂုံပြုနေကြတာကိုကျွန်တော်နေနေတွေ့ရပါတယ်ဒီဝါဆိုရင်လည်းလက်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆင်မနာတွေပြီးလေးရှိတာကိုတွေ့ရပါတယ် အောင်လန်းအဆန်းကတော့ဟိုဒီကအပျော်စီသင်္ဘောပေါ်မှာ niche နဲ့ဘိုင်းတွေမျှဝေခဲ့ပြီးတဲ့နောက်ပိုင်းမှာနောက်ထပ် seminar တွေလက်ခံပြီးတော့ပြန်လည်မျှဝေပေးခြင်းပဲဖြစ်ပါတယ်။အောင်လန်းအဆန်းနေနဲ့ဤပြပွားမှာလေအောင်မြင်မှုတွေနဲ့အတူတူကမ္ဘာကျော်တပြည့်တွေအများကြီးမွေးထုတ်ပေးနိုင်ပါစေဗျာ။အောင်လန်းအဆန်းကတော့ World Championship မှာဒီနှစ်2025နှစ်ကုန်ပိုင်းလောက်မှာသူ့ဘဝရဲ့နောက်ဆုံးထိုးပွဲကြီးကိုထိုးဖို့အတွက်စီစဉ်ထားတာဖြစ်ပါတယ်။အဲ့ဒီထိုးပွဲကြီးကိုချစ်ချွတ်မြတ်မြတ်အနိုင်ယူပြီးတော့ သူဟာ fighter ဘွားကနေနိုင်ယူဖို့တဆုံးဖြတ်ထားတာဖြစ်ပြီးတော့အဲ့ဒီပွဲကိုလေမြန်မာပြည်သက်တွေအများကြီးကြည့်ရှုလို့ရအောင် World Championship ကနေထိုင်းနိုင်ငံမှာကျင်းပသွားမှာဖြစ်ကြောင်းလေကိုလူသတင်းတွေရချာသေးရပါရင်နော်